ラビニャチャンネルကို အစီအမပြတ်နားဆင်အားပေးနေကြတဲ့စာပေချစ်သူများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့စိတ်ဝင်စားပွဲဗဟုသုတရပွဲရဲမှတ်တမ်းမှုကင်းပြရမယ့်ဇလန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါလိမ့်ရှင်။စက်သုံးမှုရဲ့ပြည့်တန်26နှစ်ခန့် တေးစိတ်တေးညရဲ့တခုရဲ့မပီအိုးတော်လာရောင်အောင်မှာငတိုင်းချောင်းမျိုးကလေးမှာတေးစိတ်ညင်သက်ပြီးအိမ်မောကြလျက်ရှိပါရီဂျိုစင်မအရေးတခုကလက်မတော်လန်းတိုင်းရွေလျားလိုလာနေသည် လှူရှားမှုကညင်သားတွေပြီးရည်သူရဲ့ဥတီချက်ကလက်မတော်လမ်းတိုင်းတိရီမင်္ဂလာပြန်ချစည်းစီကိုဥတီလေးရဲ့ရှိသည့်ငတိုင်းချောင်းမြို့မှာဈေးသုံးဈေးရှိတဲ့အနက်တိရီမင်္ဂလာပြန်ချစည်းကမျက်နှာစာဆိုင်တန်းများမှာလူနေထိုင်တဲ့ဆိုင်ကန်းများပါတွဲလျက်တည်ရှိသည့်ယခုအချိန်မှာတော့မြို့နယ်ခွဲဦးစီးမှုရုံးဆိုင်ရာရုံးမောင်းဆောင်မြေယာဖြစ်လို့နေပါပြီရွေလျားနေတဲ့အရေးတခုကထိုးပြန်ချစည်းရဲ့မျက်နှာစာဆိုင်ကန်းတစ်ခန်းရှိမှာညင်သားစွာရန်နာလိုက်သည့် ထို့နောက်မကြာမြင့်မီအချိန်အတွင်းလျှက်ရပြက်လှုပ်ရှားမှုတစ်ခုကိုပြုလုပ်လိုက်ပြီးနောက်ထိုအရေးကလျင်မြန်စွာနှင့်ပျောက်ကွယ်သွားတော်ရီငတိုင်းချောင်းမျိုးရွှေဘိုရက်ကွက်အတွင်ရှိတိရိမင်္ဂလာပြန်ကြစီအတွင်စိုင်းပိုင်ရှင်ဒေါ်ဝင်းဝင်းခိုင်မတဏီကုံဈေးရောက်ချရာတော့ပင်ပန့်ပြီးညာဦးပိုင်းအချိန်မှာပဲနှစ်ချိုက်စွာအိမ်မောကြတတ်တဲ့ထို့သောအိမ်မောကြနေစဉ်လေပင်မှာတင်းကနေဖြစ်သွားပြီးနောက်လန့်နူသွားတဲ့အချိန်မှာရောင်းပြီးတော့သူမရဲ့လေပင်ကိုစမ်းသက်ဂိုင်းတွေကြည့်တဲ့အခါထိတ် সেখানে এলা দরি နေဘေးမှာဆွဲထားတဲ့ MC ဆွဲကြိုးမှ မရှိတော့ပြီးတစုံတစ်ယောက်ကဆွဲဖြတ်ယူသွားခြင်းဖြစ်နိုင်နေတူအတွေ့ကြောင့်ဒေါ်ဝင်းဝင်းခိုင်ကမီးထွန်းလိုက်ပြီးစိုင်းတကားကိုဖွင့်ကစိုင်းတွင်းစိုင်းပြင်ကိုလိုက်လံကြည့်ရှုတော့ဘာကူးမှမတွေ့ရပြီသူမအိပ်ပျော်နေစဉ်မလုံကြုံတဲ့စိုင်းထရံများရဲ့အပေါက်ကနေပြီးအိပ်ပျော်နေတဲ့သူမရဲ့လေဘင်းကဆွဲကြိုးကိုတစုံတစ်ယောက်ကဆွဲဖြတ်သွားခြင်းဖြစ်နိုင်တော့လေရုတ်တရက်မှမအော်နိုင်မှခြေတန်လေးမကြရလူကြီးလူယောင်လေးမတွေ့ရ ဟေနီဆန်စွာပျောက်ဆုံးတော်ရီဆွေကျိုးလေးအတွက်ပဲနှမျောနေမိတော်ရီငါတိုင်းချောင်းမျိုးငဝွန်ရက်ကွက်စေတီပိုင်းမှာနေထိုင်နေဥကိုဝင်းတို့လင်မယားမှာညစာထမင်းစားတော့ပြီးတော့ချင်းချောင်းလက်ဆန့်သဘောမျိုးနဲ့အနည်းကြီးမိမိတို့မိတ်ဆွေတဦးထံကိုသွားရန်အတွက်နေအိမ်တကားများကိုပိတ်လိုက်ပြီးအိမ်ရှိတကားမကြီးကိုအသာစေထားကအပြင်ကိုထွက်လိုက်ကြရီ ခိတခဏသာသွားမှဖြစ်တော့နေအိမ်တကားကိုသွားမခတ်တော့ပြီးဥကိုဝင်းတို့လင်မယောကျန်အပြင်ဘက်ကို ရောက်သွားတာနဲ့တိတ်ဆိတ်လှောက်ရှားတဲ့အရေးတခုကဥကိုဝင်းတို့စိတ်ထားတဲ့တကားကိုအသာတွန်းဖွင့်ပြီးအိမ်အတွင်းကိုညင်သာစွာနဲ့ဝင်ရောက်သွားပြီး မကြမီအချိန်မှာဥက္ကဝင်းတို့လင်မယားကပြန်လဲရောက်ရှိလာချိန်မှာတော့မိမိတို့အိမ်ခန့်အတွင်းမှာထားတဲ့တန်တိတာမှာဂျေယာလက်ရပြတ်နေတဲ့အတွက်တိတာကိုဖွင့်ကြည့်တော့တိတာထဲမှာထည့်ထားခဲ့တဲ့ရွှေဆွေးကျိုးနှစ်ကုပ်လက်ကောက်နှစ်ကွင်းတို့မှာပျောက်ဆုံးနေကြောင်တွေ့ရှိရပြီးအိမ်တကားများဂျေယာလက်ရမပြတ်တွေ့ရှိရတဲ့အတွက်အချိန်တို့အတွင်းမှာတခိုးတက်ခိုးသွားတယ်လို့ယူဆနိုင်တော်လေဂျေယာပြောက်ခိုးသွားနိုင်တဲ့တခိုးကိုဘသူဘဲဝါဖြစ်တာကိုစဉ်းစားရကြက်ပြီး ပစ္စည်းပျောက်ဆုံးမှုတွေပူပင်တော့ကရောက်ခဲ့ကြရသည့်လင်မယနှစ်ဦးစလုံးအတူသွားကြတဲ့အတွက်တော့တက်ဦးကိုတက်ဦးအထင်မြင်မလွဲမားနိုင်ကြခြင်းဖြစ်သည့်ဒီတော့ဒုရစိန်များကြောင့်ရဲကိုမတန်းပြေအမှုမဖွင့်ဖြစ်ပေဒိုဒိုတိတ်တိတ်နဲ့ပဲပြီးသွားကြသည့်ငတိုင်းချောင်းမြို့ရှိငဝွန်ရက်ကွက်စေကြီးပိုင်းမှာနေထိုင်တဲ့မအေးအေးသိန်းမှာညဘက်အိပ်ပျော်နေစဉ်လေပင်ကဆွေးချိုးကိုအဖျက်ခံရတော့လေဖျက်သူရဲ့အရေးရောင်ကို မတွေးခဲ့ပြီးဒိုမတစင်ညအေး ိတ်ရဲ့လှုပ်ရှားမှုကငတိုင်းချောင်းမြို့ပေါ်မှာတဆင့်စင်ကြေဖုံးရွာများဘက်ကိုကူးပြောင်းသွားခဲ့သည့်ငတိုင်းချောင်းမြို့ရဲ့ငဝွန်မြင့်တဖက်ကန်တာလီယာပိုင်းမှာနေထိုင်တဲ့မားနိုင်နိုင်မော်မှာညဘက်နေအိမ်ပေါ်မှာအိပ်ပျော်နေစဉ်မိမိရဲ့နားကစိတ်ခနဲနေတဲ့ဖြင့်နားကိုပြန်လဲပြီးစမ်းကြည့်မိရောမိမိရဲ့နားမှာပန်းထားတဲ့နှခွင်းမှမရှိတော့ပြီသို့တော်တခုခုနဲ့ညှိပြီးပြက်တဲထင်ပြီးတော့အနီးနားကိုလိုက်ရှာကြည့်တော့လေနှခွင်းကိုမတွေ့တော့ပြီညာဦးကမပေးမိလို့ ို့ပွင့်နေတဲ့ပြတင်းပေါက်ကိုလေပြန်လည်ပေးလိုက်ရသည်။တောင်ကြီးဘက်အုပ်စု တာလီယာဘိုင်းမှနေထိုင်တဲ့မအီလေးမှရဘတ်အိမ်ပေါ်မှာအိပ်ပျော်နေစဉ်မိမိရဲ့လေပင်ကတင်းကနေဖြစ်သွားပြီးလေပင်မှာဆွဲထားတဲ့ဆွေးကြိုးကအပြတ်ခံလိုက်ရကြောင်း သိရှိရသည်။သို့တော်လည်းလူရိပ်လူကြောင်မမြင်လိုက်ရတဲ့အတွက်လူလို့မထင်ပေရခင်ကောလာဟာလာကြားနေဘူးတဲ့စမ်းကောင်ကအိမ်မော်ကိုတက်ပြီးဆွဲကြိုးဖြတ်တယ်လို့ထင်ပြီးရတော့မိမိရဲ့မိသားစုများကလွဲလို့ပဝင်းကျင် င်ကိုမပြော့ပြခဲ့ပါ။နွေရာသီရဲ့ညတညမှာတော့တောင်ကြီးဘက်အုပ်စုတရချောင်းအထက်စုရွာမှာနေထိုင်တဲ့မခင်တန်းမောင်အိမ်မောင်မအိတ်နေစဉ်အိမ်ပြတင်းပေါက်ကို ပူအိုက်တဲ့အတွက်မပိတ်ဖဲထားခဲ့မိတယ်။ညဘက်မှာလှုပ်ရှားတဲ့ညလူအဖို့ထိုအခွင့်အရေးကိုအသုံးချပြီးပြတင်းပေါက်ကကြော်ဝင်ကအိပ်ပျော်နေတဲ့မခင်တန်းရဲ့လေပင်မှာဆွဲကြိုးကိုဖြတ်ပြီးပျောက်ကွယ်သွားတော့တယ်။ ်ထို့နောက်ညာရင်လှုပ်ရှားနေတဲ့ညာလူအရေးကငတိုင်းချောင်းမျိုးများပေါ်ကိုတဖန်ပြန်လေလို့လှုပ်ရှားခဲ့ပြီးမျိုးမရက်ကွက်ဘူကျုံနေဝင် လမ်းမမှာနေထိုင်တဲ့မာတိရာအောင်မှညာဘက်အိပ်ပျော်နေစဉ်နေအိမ်ထရန်ပေါက်မှတစဉ်ဆွဲချိုးဖျက်ယူခြင်းကိုခံလိုက်ရသည် ထို့အပြင်ညလူလှုပ်ရှားခဲ့ရာခွင်တစ်ခုဖြစ်တဲ့တီရီမင်္ဂလာပြန်ကြားစည်းဆိုင်ကမ်းများတွင်ငတိုင်းချောင်းမျိုးရှေးဆောင်ရက်ကွက်တရကုန်းလမ်းမနေထိုင်တဲ့မောင်မော်ကသူမရဲ့ဆိုင်မှာညဘက်အိပ်ပျော်နေစဉ်ညလူရဲ့ဆွဲချိုးဖြတ်ယူခြင်းကိုခံခဲ့ရသည့်ဂျိုမတစင်တစင်စကားတစင်နာနဲ့တပြေးပြေးကျေပြန့်လာပြီးအမျိုးသမီးများညဘက်အိပ်ပျော်နေစဉ်ဆွဲချိုးဖြတ်ခံရသည်ဆိုတဲ့သတင်းများတစုံတစောက်ပေါ်ထွက်လာခဲ့သည်သို့တော်လည်းဘသူမှမယုံကြပြီးဆွဲ ကြိုဖြတ်ခံရရဆိုတော့လေမိမိရဲ့နေအိမ်အတွင်းအိပ်ပျော်နေစဉ်အဖြတ်ခံရတာဖြစ်တော့ကြောင့်အဖြတ်ခံရတဲ့အမျိုးသမီးများအနေနဲ့နှလုံးထီသုံးလုံးထီစားတဲ့လောင်ကစားများကိုလုပ်ပြီးမိမိတို့ရဲ့လင်းရောက်ကြများမိသားစုများမသိစေလို့၍ဇွဲကြိုပြောက်လီဟန်ဟန်ဆောင်ကြရလို့လေအထင်လွဲခံခဲ့ကြရသည့်တဖန်တခြားမသိစေခြင်းနဲ့အကြောင်းတစ်ခုကြောင့်လာလို့လေတရင်ကြရသူအပေါင်းရေယုံမတန်တရားအတွင်နဲ့အထင်လွဲခြင်းများကိုတော့ခံခဲ့ကြရသည်ညလူ ူရဲ့လှုပ်ရှားမှုများကလည်းဇက်တိုက်ဆိုသလိုမဟုတ်ပေမေးပြောက်တလောက်ရှိမှတခါနေရခွဲပြီးလှုပ်ရှားတတ်တော့ခြေရာခံမိနိုင်ခြင်းမရှိပေဆွဲကြိုးပြောက်သူတို့မှလူအများရဲ့အထင်လွဲခြင်းကို ခံခဲ့ရသည့် ထို့သို့အထင်လွဲရတဲ့အပြင်ကရကရှင်များကိုယ်တိုင်တော့အိပ်ပျော်နေစဉ်အဖြတ်ခံရသဖြင့်ဒိုလောဒိုလောတွေးပြီးအမှုဖွင့်တိုင်တန်းခြင်းမပြုခဲ့ကြပြီဒါကိုအခွင့်ကောင်းယူပြီးညလူကပုံမပြီးအတင်းရဲစော်နဲ့လှုပ်ရှားလာခဲ့ခြင်းဖြစ်တဲ့ငါတိုင်းချောင်းမျိုးမြို့မရက်ကွက်ကန္နာလမ်းမှာနေထိုင်တဲ့အိမ်တအိမ်ကိုအရေးတခုကညဘက်မှာညင်သာစွာရွေလျားပြီးရောက်လာခဲ့ ထို့နောက်နေအိမ်မော်ကိုနေအိမ်နဲ့တစ်ဆက်တည်းဖြစ်နေတဲ့နွားတင်ကုတ်မှတဆင်ရောက်ရှိသွားပြီးအိမ်ခန့်အတွင်ကရင်မော်မှမိမိရဲ့ခင်မွန်းတဲ့နေတူအိမ်နေတဲ့ဒေါခင်မူရဲ့လေဘင်းမှာဆွဲကြိုးကိုဖျက်ယူထွက်ပြေးခဲ့တယ်။ဒေါခင်မူရဲ့ခင်မွန်းတဲ့ဖြစ်သူကချက်ချင်းထပြီးလိုက်တော်လေညလူမှပျောက်ချင်းမလပျောက်လို့သွားတော်ရီ။၎င်းရဲ့လှုပ်ရှားမှုများကိုဘသူကမှရင်းမိသိရှိဟန်တားနိုင်ခြင်းမရှိတာကြောင့်လင်မယားနှစ်ဦးအတူအိမ်နေတဲ့အချိန်မှာဇနီးဖြစ်သူရဲ့လေဘင်းမှာဆွေ ွဲချိုးကိုညလူကအတင်းရဲစွာနဲ့ဖျက်ယူသွားနိုင်ခြင်းဖြစ်သည့်ပြည်သူရဲတပ်ဖွဲ့မှအမှုဖွင့်တိုင်တန်းခြင်းမပြုတာကြောင့်လေညလူကကံကောင်းနေခြင်းဖြစ်သည့် ညလူကအချိန်ခွဲနေရခွဲပြီးလှုပ်ရှားလျက်ရှိတော့တောင်ကြီးဘက်အုပ်စုတောင်ဖြားပိုင်းကျော်နေမဆန်းဆန်းမြင့်ရဲ့လေပင်မှာဆွဲထားတဲ့ဆွဲကျိုးကိုလေညဘက်မှာအိပ်ပျော်နေစဉ်တိတ်တဆိတ်ဖြဲယူသွားနိုင်ခဲ့သည်သူ့နောက်တလားခန့်အကြာမှာတောင်ကြီးအုပ်စုတောင်ကြီးရွာသူမငယ်ကညဘက်နေအိမ်မှာအိပ်ပျော်နေစဉ်အိမ်မော်ကိုတက်ပြီးဆွဲကျိုးဖြတ်ခံလိုက်ရသည်သို့တော်လေအဖြတ်ခံလိုက်ရတာနဲ့ချက်ချင်းထပြီးကြည့်လိုက်ရလူရိပ်လူချောင်းကိုမမြင်ရတဲ့အပြင်ခြေတန်လေးမကြ ြားရပြီးအော်ရစ်ဖို့ဝေးစွာမိမိရဲ့အဖြစ်ပြက်ကိုအိမ်မက်လိုပဲခံစားခဲ့ရသည့်ပေါ်ပြပေါအမှုဖြစ်စဉ်အားလုံးကညလူရဲ့စီစွမ်းကောင်းများကြောင့်လားဇွဲချိုးပြက်ခံရသူအားလုံးမှာမိမသားများကြီးဖြစ်နေတော့လောင်ကစားလုပ်ပြီးဇွဲချိုးကုံနာကိုဇွဲချိုးပြက်ခံရလီဟန်ညာပြောတယ်လို့ထင်မှဆိုးလို့လာတော့မသိတစုံတရာအမှုဖွင့်ပြီးအေးအေးယူတိုင်တန်းခြင်းမျိုးမရှိခဲ့ကြ ဤသို့ဆိုရင်အေးချမ်းသာရစွာနေထိုင်ကြတဲ့ပြည်သူလူထုမှာညာလူရဲ့အန်တီရဲကိုဤအတိုင်းငြိမ်ခံနေကြရမလားညာလူကအုတ်ချုပ်မှုကင်းမဲတဲ့မိမိအတိုင်းပြည်ပေါ်မှာဤအတိုင်းထင်သလိုလုံးနေတာကိုမိမိတို့ပြည်သူရဲတပ်ဖွဲ့အနေနဲ့လက်ပိုက်ပြီးတော့ကြည့်မနေနိုင်ပါပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက်ကာကွယ်စောင့်ရှောက်ရမှာမိမိတို့ပြည်သူရဲတပ်ဖွဲ့ရဲ့တာဝန်ပဲဖြစ်ပါသည်ထို့အချိန်မှာငါတိုင်းချောင်းမြို့ရဲစခန်းမှာတာဝန်ယူအုတ်ချုပ်နေ 会记得。 စခန်းမူရဲအုပ်ခင်မောင်ကြီးပဲဖြစ်သည့်မိမိငတိုင်းချောင်းရဲစခန်းကိုပြောင်းရွှေ့မလာမီလွန်ခဲ့တဲ့၃လနှစ်ခန့်ကစတင်လို့ငတိုင်းချောင်းမျိုးနေနဲ့အနီးပတ်ဝန်းကျင်ရွာများမှာအမျိုးသမီးများရဲ့လေပင်မှာဇွဲချိုးများကိုညာအချင်းရောက်မှအိမ်မော်ကိုတက်ပြီးဖျက်ယူခိုးတော်ရည်ညာလူရဲ့တရင်များကိုကြားခဲ့ရသည့်အရဲတရင်များကြားရသည်မှလွဲလို့မိမိတို့ရဲတပ်ဖွဲ့ကိုတိုင်ချက်ဖွင့်ထားခြင်းတစုံတရာမျှမရှိခဲ့ပါပြည်သူလူထုအနေနဲ့မိမိတို့ရဲတပ်ဖွဲ့အပေါ်မှာ အယုံကြည်နေလို့လားညာလူရဲ့အစွမ်းကိုကြောက်နေကြလို့လားလို့ထင်မိတယ်။ ထို့ကြောင့်မိမိရဲ့ရုံးအဖွဲဖြစ်တဲ့တက်ကြက်ကြီးဇယေးခင်ဝင်အခုဇယေးတက်ကြက်အုံးချိန်နဲ့ဒူးတက်ကြက်ထွန်းညော့အပါဝင်နေထိန်အလုံးကိုစကန်းယုံမှစူးလိုက်ပြီးမိမိတို့အနေမြေအလိုက်ထူးခြားမှုသတင်းများရှိမရှိရှိပါကချက်ချင်းသတင်းပို့ရန်မိမိတို့အပိုင်နေမြေများတွင်မတင်ကားသူများကိုစောင့်ကြည့်ရန်မှာကြထားကြ၏ညာချိန်အိမ်မော်ကိုအတင်ရဲစွာတက်ပြီးဆွဲကြိုးဖြဲရဲတဲ့ညာလူရဲ့သတင်းနဲ့ပတ်သက်လို့လေမိမိရဲ့အဖွဲ့ဝင်များနဲ့အမြဲလို့ ပဲဆွေးနွေးဖြစ်သည်ဒီဆွဲကြိုးဖြတ်ခံရတဲ့အမှုတွေကိုတို့ရဲစခန်းမှာတခုမှတိုင်ချမဖွင့်ခဲ့တာတို့ရဲတွေကိုအမကိုလို့လားညာလူရဲ့အစွမ်းကိုစိုးရွနေလို့လားတော့မသိဘူးငါလေးလာရတဲ့လောက်တော့မြို့လူတို့ကဒီအမှုကိုစိတ်ဝင်စားနေကြတယ်အမြန်ဖော်ထုတ်နိုင်ပါစေလို့လေစူတောင်းနေကြတယ်လို့ကြားရတယ်စခန်းမှုရဲအုပ်ခင်မောင်ကြီးရဲ့အမိစကားကြောင့်အခုစရေဒူးတက်ချက်ထွန်းညော့မှဆရာ အခုအမှုမှာအမျိုးသမီးတွေပဲညာဘက်ဆွဲချိုးဖြတ်ခံနေရတာဆိုတော့လောင်ကစားကြောင့်ကုန်တယ်လို့လို့တခြားတယောက်ကိုခိုးဝက်ပေးတယ်လို့လို့သူတို့ကိုလူတွေကထင်နေကြလို့ပါဆွဲချိုးအဖြတ်ခံရတာလေလက်ဘူးလက်ကျက်မတွေ့ရတော့မပိုင်မဲနဲ့တိုင်တယ်လို့မျိုးလေဖြစ်နေမှာဆိုလို့မတိုင်တာလို့ထင်ပါရစေရကျွန်တော်တို့ကိုအမကိုလို့တော့မဟုတ်တော့ပါဘူးစရာဒူတက်ကျက်ထွန်းညွန့်ရဲ့အဖြေစကားကြောင့်ဒူရဲအုပ်ခင်မောင်ကြီးမှတစ်ချက်စဉ်းစားလိုက်ပြီးဘာပဲဖြစ်ဖြစ်ပေါ်ကွာ ဒူးစရိုက်မှုဆိုတာရှိလာရင်ဒီဒူးစရိုက်ကိုစ조사ဖော်ထုတ်ဖို့ကငါတို့တာဝန်ပဲအဲ့ဒါကြောင့်နေမြေအလိုက်စုံစမ်းလို့တည်သမျှသတင်းပို့ချက်တွေရောက်လာရင်ငါ့ကိုချက်ချင်းအကြောင်းကြားပါ စခန်းမှုရဲအုပ်ခင်မောင်ကြီးကလေးနက်စွာနဲ့ပြောကြားလိုက်သည့်ဆက်လက်ပြီးမူကင်းဖြစ်စဉ်အခြေအနေများကိုရေကြီးမျိုးနယ်ရေတက်ဖွဲ့မှုဒူရဲမှုဝင်းတင်ထံကိုတင်ပြပြီးမျိုးနယ်မှုရဲ့လမ်းညွန်မှုနဲ့စခန်းမှုရဲအုပ်ခင်မောင်ကြီးကမိမိရဲ့တက်ဖွဲ့ဝင်များကိုအနီးကပ်ကိုခဲ့ပြီးစောင့်ကြည့်လေ့လာနေခဲ့သည့်ဒူစရိုက်သမားများကမြင်းမြပဲအစွမ်းထက်နေပါစေအချိန်တန်သောဥပဒေရဲ့ဇက်ကွင်းအတွင်းကိုသက်စင်းရစမြေဖြစ်သည့်မကောင်းမှုဆိုတာကစိတ်괴ရာမရှိပါမဟုတ် လို့တောင်ကြီးဘက်အုပ်စုတာလီယာဘိုင်းမှာနေထိုင်တဲ့မာအီမာလွင်မှာညာဦးဘိုင်းမှာအိယာဝင်နောက်ကျသဖြင့်အိခမ်းမှာနှိမ့်ကျစွာနဲ့အိမောကြလျက်ရှိတဲ့ ထူစဉ်အိတ်ခန့်ရေပြင်းပေါက်ကပြင်းပြင်းစွာပွင့်သွားပြီးအေးများတဲ့လာချောင်ကအခန့်တွင်ကိုဝင်ရောက်လာခဲ့သည်ပြင်းပေါက်ပွင့်သွားပြီးတာနဲ့မရှိမနှောင်းမှာပဲလူရိတ်တခုကပေါ်ပါညင်သာစွာနဲ့ပြင်းပေါက်မှာတစ်စိအိတ်ခန့်တွင်ကိုရောကနေဝင်ရောက်လာခဲ့သည်လာရဲ့အလင်းရောင်နဲ့ကြောခိုင်းနေသူမအေးမလွင်ရဲ့လေပင်းမှာဆွဲထားတဲ့ဇွဲကျိုးကိုဖြက်ခနဲ့ဆွဲယူလိုက်သည်နေကြိုက်စွာအိမ်မောကြနေရမှစက္ကနဲ့လန့်နူတော့တစ်ဖက်ကိုစောင်းပြီးနောက်ကိုလှည့်ကြည့် ီရာမိမိရဲ့အိတ်ခမ်းပြတင်းပေါက်မှတစ်ဆင့်ကြော်လွားကခုံချပြီးထွက်ပြေးသွားပြီးလူရိတ်တစ်ခုကို တွေးလိုက်ရသည့်တို့အချိန်မှာလျှက်ရပြတ်တိမ်များကင်းစင်လို့ဝင်းပသွားပြီးပြတင်းပေါက်ကဝင်ရောက်လာပြီးလရဲ့အလင်းရောင်ကြောင့်ဆွဲကျိုးဖြတ်တဲ့ညလူရဲ့ပုံပန်းတရံကိုမြင်တွေ့လိုက်ရသည့်ခေလူငယ်များဖြစ်တော့ရုပ်လက္ခဏာကိုမမှတ်မိတော့လေညလူရဲ့ပုံပန်းတရံကိုအုံနောက်ထဲမှာဆွဲထင်မှတ်မိလိုက်တယ် လောကကြီးမှာကောင်းမှုလုပ်သူက ကောင်းကျိုးကို ခံစားရသလိုမကောင်းမှုလုပ်သူကလည်းဆိုးကျိုးကိုသာခံစားရမှာဖြစ်တယ်။ကံကြမ္မာကအမြဲတမ်းကောင်းနေမှာမဟုတ်ဘူး။ညာအချိန်မှာလှုပ်ရှားနေတဲ့ညာလူကလည်းမြည်မြဝေစွမ်းနေလို့ပြောပြောဗာစေးတွေဘလိုပဲတုံးတုံးဘလို့ကြောင့်ပဲဖြစ်ဖြစ်သူ့ရဲ့ကံကြမ္မာညှိုးချိန်ကကြားရောက်လာရစမြဲပဲဖြစ်တယ်။ယခုလေသူလှုပ်ရှားမဲ့ပြင်းမှတ်ရဲ့အင်ကိုညာအမောင်တို့ကိုအကာအကွယ်ပြုလို့ရောက်ရှိနေခဲ့ပြီ။သူလှုပ်ရှားမဲ့ ြစ်မှတ်ကသူ့ရဲ့ဇက်သုံးရောက်မြောက်သားကောင်အင်္ဂလိပ်အယူဆရောက်ကမ္မကောင်နဲ့အန်လက်ကီကနန်းဖြစ်ပြီးမြသူကဓာရီကိုဂယုမဆိုင်ပါသူ့အတွက်အရာအလုံးကောင်အစဉ်ပြေချုံးမွေ နေရမယ်လို့ယုံကြည်နေခဲ့တယ်အခုလေသူ့ရဲ့အစွမ်းစားကိုသုံးပြီးတောင်ကြီးဘက်ကြီးရွာတာလီယာဘိုင်းမှာနေထိုင်နေမချုံမလွင်ရဲ့နေအိမ်လေးကိုသူရောက်ရှိလို့နေပါပြီ ကျောင်းဆိုင်တိုင်းသူ့ရဲ့လုပ်ငန်းကိုစတင်ရန်ဟန်ပြန်လိုက်တဲ့မချို့မလွေမှာအဖိုးဘွားဖြစ်သူများနဲ့ငတိုင်းချောင်းမျိုးရွှေဘူရက်ွက်တိုးချဲ့ကွက်တဲ့မှာနေထိုင်တော်လေမိဘများနေထိုင်ရာဒေါင်ကြီးဘက်ကြီးရွာတာလီယာမိုင်းမှာမင်္ဂလာတောင်ရှိတဲ့အတွက်မိဘများအိမ်ကိုရောက်ရှိအိပ်ပျော်လျက်ရှိနေခဲ့တဲ့မနေ့ဖြန်မင်္ဂလာဆောင်ကိုဝှေ့သွားမယ်ဆွဲချိုးကိုညာဘက်ကလေးကဒေဘင်းမှာဆွဲပြီးအိပ်ပျော်လျက်ရှိနေသည်မချို့မလွေမှာငယ်တဲ့ကပဲမာသာတရားကိုင်း ရှိုင်းပြီးလူကြီးမိဘများကိုရိုသေခဲ့သူတဦးဖြစ်ပါရီယခုညလေညာဦးမှာပဲဖီးယားရှိကိုမြေတားဖို့အများတန်းဝေပြီးမှအိယာဝင်ကနှိမ့်ချိုက်စွာနဲ့အိမ်မောကြလျက်ရှိနေခဲ့သည်ထို့သောအိမ်မောကြနေစဉ်အတွင်းမှာအိမ်မက်တစ်ခုကိုမတ်ခဲ့သည်သူမအိမ်မက်ထဲမှာနဖူးမှာမှဲ့နှက်ကြီးရှိတဲ့သူတဦးမှာသူမရဲ့လေပင်ကဆွဲကျိုးကိုဖျက်နေတယ်လို့အိမ်မက်မှတ်ပြီးအိမ်မက်ထဲမှာမိမိရဲ့လေပင်မှာဆွဲကျိုးကိုအတင်းပြန်ပြီးဆွဲထားခဲ့သည် ထို့နောက်အိမ်မက်ကနေလန့်နိုသွားခဲ့သည်အမှန်အဖျင်ထိုဖြစ်စဉ်မှာမချုပ်မလွင်ကိုမတိစိတ်ကအတိပေးနေခြင်းဖြစ်ပြီးအမှန်တကယ်လေမိမိရဲ့လက်ပင်မှာဆွဲချိုးကိုညလူကဆွဲဖြဲယူနေခဲ့သည်တခြားသူများကိုရော့ရော့ရူရူဖြတ်နိုင်ခဲ့တော်လေယခုတော့မိမိရဲ့လက်ထဲကဆွဲချိုးကိုအတင်းဆွဲပြီးပြန်လုနေတဲ့မချုပ်မလွင်ကိုညလူကတော့အံအံတင့်သွားကလက်ထဲကနေအတင်းဆွဲပြီးလူယူထွက်ပြေးသွားခဲ့သည် ဤသည်မှာညလူရဲ့ရှုံးနိမ့်မှုအစပဲဖြစ်တော်ရီတောင်ကြီးဘက်ဒါလီယာဘိုင်းမှာမင်္ဂလာဆောင်ရှိတော်မိဘများအိမ်ကိုအလေပတ်ရောက်ရှိနေတဲ့မားကျုံမလွင်ကဆွဲကြိုအဖျက်ခံရပြီးနောက်ရံများမှာရွာထဲမှာလမ်းလျှောက်စဉ်လူတအူးကဟိတ်ကောင်မလေးဘယ်တော့ကရောက်တယ်လေနေ့ရဲ့ဆွဲကြိုအဖျက်ခံရလို့ဆို တို့တို့ခနဲ့တလူလူနဲ့မိမိရဲ့ပခုံးကိုပုတ်ပြီးနှုတ်ဆက်လိုက်တဲ့လူတအူးကိုကြည့်ကောင်အံ့ဩမြင့်တက်သွားမိ၏တို့လူကြီးကိုမိမိတွေ့ဘူးနေ၏ဘယ်မှာတွေ့ဘူးနေပါလိမ့်လို့စဉ်းစားရင်းတွေးတောနေစဉ်တို့လူကြီးကမိမိရဲ့လေပင်မှာဆွဲချိုးကိုဖျက်ယူသွားသူလို့စိတ်ထဲမှာသတိရလာမိ၏ ငတိုင်းချောင်းမြို့ရဲစခန်းမှာရဲအုပ်ခင်မောင်ကြီးကအနီးကပ်ကြီးကျက်ကိုခဲ့ပြီးနေထိန်ကောင်းဆောင်သူရဲအုပ်တိန်ထွန်းဝင်းအပါအဝင် နေထိန်တက်ကျက်အောင်ကျော်တက်ကျက်ခင်မောင်သူဒူးတက်ကျက်မောင်မောင်အီးတို့ရဲဝိုင်းကွန်ဆောင်ကြီးတရင်စုဆောင်ရဲအဖွဲ့မှထူးခြားတဲ့တရင်တစ်ခုကိုတင်ပြလာရီဆရာနေထိန်ဒူးတက်ကျက်မောင်မောင်အီးရဲ့အပိုင်းတောင်ကြီးအုပ်စုအထက်ရွာစုမှာအလောက်ကင်မင်းမရရမရှိတဲ့တန်းဦးခေါ်စန်းလွင်ဟော အခုတလုံးမှာမတင်ကားစရာတွေတွေ့တွေ့နေရတယ်လို့သတင်းပို့ပါတယ်။တရီဆွဲအလေးပြုပြီးသတင်းပို့လိုက်တဲ့နေထင်းကောင်းဆောင်ဒူရဲအုပ်တိန်ထွန်းဝင်းကိုစကမ်းမှုရဲအုပ်ခင်မောင်ကြီးကအေးထိုင်စားမအောင်ကွာဘလို့မတင်ကားစရာတွေတွေ့တယ်လေထပ်ပြီးပြောစမ်းမအောင် ဟုတ်ကဲ့ဒီလိုပါစရာဒီတောင်းခေါ်စန်းတွင်ဟာအလောက်ကိုင်မမေရရမရှိဘဲနဲ့မယားနှစ်ယောက်ယူထားပြီးနှစ်ယောက်စလုံးကို ရှာကျွေးနေပါတယ်ပြီးတော့နေအိမ်မှာရေတုံကင်တူးတယ်အလူတန်းလဲလို့တယ် အိမ်တွေလည်းပြင်ဆောက်နေစရာငွေကြေးတွေလည်းများများသုံးဆွဲနေတယ်လို့သတင်းရပါတယ်။နေတင်းကောင်းဆောင်ဒူရဲအုပ်တန်းထွန်းဝင်းရဲ့စကားကြောင့်စကံမှုရဲအုပ်ခင်မောင်ကြီးကတစ်ချက်စဉ်းစားလိုက်ပြီးအေးအဲ့ဒီအချက်တွေကတော့ထူးခြားတယ်ကွာမင်းတို့တည်တည်ချာချာဆက်ပြီးတော့စောင့်ကြည့်ကြပါ စကမ်းမှုရဲဟုတ်ခင်မောင်ကြီးရဲ့ညွန်ကြားမှုကြောင့်နေထိန်အဖွဲ့မှတန်ဥခေါ်ဆန်းလွင်ကိုတေချာစွာစောင့်ချက်ကြီးစုပြီးထက်မှန်ပြီးရရှိတဲ့သတင်းများကိုစကမ်းမှုရဲဟုတ်ခင်မောင်ကြီးတန်းကိုသတင်းပို့လိုက်ကြရီစကမ်းမှုရဲဟုတ်ခင်မောင်ကြီးကပြည်စင်များကိုလေးလာ သုံးသက်ကြည့်လိုက်တီတန်းဥမှာမယားနှစ်ယောက်ယူထားတော်လဲဒိုမယားနှစ်ယောက်မှာတည့်နေခြင်းဘာသမ်းမှမထွက်ခြင်းနဲ့ငွေကြီးလုံလောက်စွာပေးထားနိုင်တယ်လို့ယူဆပါရီ တန်ဦးကရောင်းကစားမင်မင်ရရလှုပ်တယ်လို့တရင်မကြရပေငွေများများသုံးဆွေးနိုင်ခြင်းအလုံးမရှိဘဲနဲ့အိမ်ပြင်ဆောင်နိုင်ခြင်းရေတုံကင်တူးခြင်းအလူတန်းလှုပ်ခြင်းများကြောင့်ဒီငွေတွေဘယ်ကရရတယ်ဆိုတဲ့မိကွန်းအတွက်အဖြေကလိုအပ်လာသည့် ထို့အပြင်အထူးခြားဆုံးအချက်ကတန်ဦးရဲ့ရုပ်လက္ခဏာအရနှစ်ဖူးမှာမဲနဲ့ကြီးတလုံးပါရှိနေခြင်းပဲဖြစ်သည့်သတင်းစကားများအရထိုမဲ့မှာနေရာပြောင်းရွှေ့နိုင်တဲ့မဲ့ရှင်လူသီးရာဤညာချင်းဆွေချိုးဖြက်ခံရာဤမအေးမာလွင်နဲ့မချိုမာလွင်တို့နှစ်ဦးကိုခေါ်ယူမေးမြန်းချက်အရမဲ့ဆိုတဲ့စကားနဲ့နှစ်ဖူးမှာမဲ့ပါရီဆိုတဲ့စကားလူပုံတရံတို့ကိုအခြေခံပြီးတော့စကမ်းမှုရဲအုပ်ခေမောင်ကြီးကတန်ဦးကိုဆန်းလွင်ကိုခိုမှုမတင်ကားမှုနဲ့ဖန်ဆီးစီစီ ေးရန်၄ရက်တလပိုင်း2600ရာနှစ်နဲ့နဲ့ခွန်နနာကြီးမှာနေထိန်တပ်ဖွဲ့ကိုညွှန်ကြားလိုက်သည့်စကမ်းမှုရေးညွှန်ကြားချက်အရနေထိန်ကောင်းဆောင်ဒူရဲအုပ်သိန်းထွန်ဝင်းနေအပိုင်နေထိန်ဒူတဲ့ချက် မောင်မောင်ဤတို့မှာတွားရောက်ဖမ်းဆီးရန်၄ရက်တလပိုင်း2600နှစ်နဲ့နဲ့9နာရီခွဲအချိန်မှာစကမ်းမှုရေးအုပ်ခင်မောင်ကြီးကတရားလိုပြုလုပ်ပြီးတန်းဥခေါ်စမ်းလွင်ကိုဂိုမှုမတင်ကာမှုပုံမှာ 巴里民众在唱着“民众巴东亚是谁”。 ကျင့်94ရာတက်တက်ကြီးစရေးခင်ဝင်းကို အမှုရေးဖွင့်စီခဲ့သည်အမှုစီအဖြစ်နေထိန်ကောင်းဆောင်ဒူရဲအုပ်တိန်ထွန်ဝင်းကိုတာဝန်ပေးခဲ့သည်အမှုရေးဖွင့်နေစဉ်ကာလတွင် ရုံအဖွဲ့ရရှိမှတရားခဏ်ကကြောက်လန့်ခြင်းမရှိပေဘာမှမဖြစ်သလိုပဲထိုင်နေသည်သွေးအေးအေးနဲ့လက်ရဲဆက်ရဲလုံးနိုင်မဲ့အသွင် ပေါ်နေသူမျိုးပါစကားပြောအေးစီးပြီးလူပုံကလေရိုးသားတယ်လို့ရှိတော်လေအကြီးကအေးဆက်ဆက်နိုင်လာ ರೆ အမှုစီအဖွဲမှာတရားခံကိုလက်ဖြားနေတော်မတ တို့ပဲပက်ဆန်ဘလို့သုံးနိုင်လဲဆိုရဲမိကွန်းကိုပဲထက်ခါထက်ခါမင်းမြန်းခဲ့ရာတရားခန်းကငင်းခွေချင်းမရှိပေအီစီစော်နဲ့သူ့ရဲ့ပြမှုများကိုဝန်ခံခဲ့ရိမနဲ့9နိုင်ခွေချင်းကစလို့စတင်မိခဲ့ရာမှာညနေ4နိုင်ချင်းခန်းမှာ အမှုအလုံးကိုဝန်ခံခဲ့ရိအခုစရေဒုတကြက်ထွန်းညွန့်မှာမဲ့ရှင်အချောင်းကိုမင်းမြန်းရာနေရပြောင်းရွှေ့နိုင်တဲ့နှစ်ဖူးမှာမဲ့ရှင်အချောင်းကိုဝန်ခံခဲ့တော်လေခိုးမှုကျူးလွန်ရာမှာတခြားစေဝါနီ လမ်းမြောက်သုံးမတုံးကိုဘလိုပဲစီယုံပြီးမေးတော်လေဖွင့်ပြီးတော့မပြောခဲ့ပြီ ထို့နောက်တပ်တေကံပစ္စည်းများကိုတင်စေခြင်းအမှုကျူးလွန်ပုံကျူးလွန်နည်းများတရုတ်ပြခြင်းတို့ကိုနေထင်းကောင်းဆောင်အမှုစီတူရဲအုပ်တင်ထွန်ဝင်နေတဲကျက်အောင်ကျော်တဲကျက်ခင်မောင်ထူးတို့မှလိုက်လံဆောင်ရွက်ခဲ့ကြသည်ထို့နောက်ပုံမှ380မြင်းဆောင်ကျင်း94မှပုံမှ380မြင်းဆောင်450ခွန်ကို ပြောင်းလဲပြီးရေကြည်မြို့နယ်တရားရုံးမှာတရားစွဲဆိုနိုင်ရန်အတွက်ဥပဒေအကြံပြုချက်တောင်းခံခဲ့ရာတန်းဥခေါ်ဆန်းတွင်မှအခင်းဖြစ် ဘွားရနေရလူ73ယောက်နေရ73နေရဖြစ်တဲ့အတွက်အမှုကို73မှုခွဲပြီးစစ်ဆေးရန်ဥပဒေအကြံပြုချက်အရရေကြည်မြို့နယ်တရားရုံးမှာပုံမှ380မြင်းဆောင်450ခွန်ယောက်73မှုကိုတရားစွဲဆိုနိုင်ခဲ့ပြီးရေကြည်မြို့နယ်တရားရုံးမှာအမှု73မှုကိုတရားခွင်3ခုမှတည်ထားစီခွဲပြီးစစ်ဆေးပြီးအမှုတမှုချင်းစီအတွက်ထောင်တန်း2နှစ်စီချပြီး73မှုအတွက်စုစုပေါင်းပြည့်တန်း26နှစ်ကိုချမှတ်လိုက် ြည့်တရားခံတမ်းဥခေါ်ဆန်းလွင်ဖို့မကောင်းမှုကြောင့်ပြည်တံ26ရက်ကိုခန်းစားသွားရပြီဖြစ်တဲ့အမှုကိုစီရင်ချက်မချမိမှာပဲတတိကံရွှေတဲ့ပစ္စည်းများကိုပိုင်ရှင်များရဲ့လက်ဝဲသို့ပြန်လည်ရောက်ရှိရေးအတွက်ရည်ကြည်မျိုးနယ်ရဲတပ်ဖွဲ့မှဒူရဲမှုဝင်းတင်မှဦးဆောင်ပြီးတော့ခရိုင်ရဲတပ်ဖွဲ့မှဒူရဲမှုကြီးကျော်မြင့်မှငတိုင်းချောင်းမြို့အမျိုးသားခမ်းမမှာအခမ်းအနားတရက်ကျင်းပပြီးပြန်လည်ပေးအပ်နိုင်ခဲ့ပြီးငတိုင်းချောင်းမြို့ရဲစခန်းမှာစခန်းမှုရဲဟုတ်က ခင်မောင်ကြီးရဲ့ဦးဆောင်မှုနဲ့ ရဲတပ်ဖွဲ့ဝင်များ၏ကြိုးစားဖော်ထုတ်မှုများကြောင့်ရဲစခန်းမှာအမှုတိုင်ကြားခဲ့ခြင်းမရှိခဲ့ကြတဲ့ညအချိန်အိမ်မော်ကိုတက်ပြီးအမျိုးသမီးများရဲ့လေပင်မှာဆွေးကြိုးများနဲ့ရွှေတွေပစ္စည်းများကိုစက်သုံးမှုအထိဖျက်ယူနိုင်ခဲ့တဲ့တရခန်တန်းဥခေါ်ဆန်းလွင်ကိုဖန်စီအေးအယူအပြစ်ပေးနိုင်ခဲ့တော့မြို့လူသူကြီးမှာအာရဝမ်းသာဖြစ်ကြရသည်ပြမှုကျူးလွန်ခဲ့တဲ့တရခန်တန်းဥကိုယ်တိုင်ကလည်းသူ့အပြစ်အတွက်ဇနီးနဲ့သားသမီးများအရှက်ရမာကိုတွေးပြီး နောင်တရလျက်ရှိနေတော်ရီငါတိုင်းချောင်းမြို့ရဲစခန်းမှုရဲအုပ်ခင်မောင်ကြီးဦးဆောင်နဲ့ပြည်သူရဲတပ်ဖွဲ့ဝင်များကရဲရွာအေးချမ်းသာယာရီနဲ့တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နိုင်ခဲ့တယ်လို့ပြည်သူအပေါင်းရဲ့ကြီးကျူးဂုဏ်ပြုခြင်းကိုလည်းခံခဲ့ရသည်ထို့ကြောင့်ပြည်သူလူထုကိုကာကွယ်ဆောင်ရှောက်ပေးနေတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ်မှာလေအထင်မသေးကြတော့ဘဲပူပြီးတော်ယုံကြည်ကိုးစားမှုရရှိအောင်စွမ်းဆောင်လိုက်နိုင်ပြီဖြစ်တော်ရည် ။စာရေးသူဇီယာကြီးကိုလည်းဂျေဇူးတင်ပါရီ။ဤဝိတုဇလန်းကို ရေးသားနိုင်ရန်အကူအညီပေးခဲ့ကြတဲ့အတိုင်းချောင်းမြို့ရဲတပ်ဖွဲ့မှစခန်းမှုရဲအုပ်ခင်မောင်ကြီး၊ရုံအဖွဲ့မှတက်ချက်ကြီးခင်မောင်ဝင်းနဲ့အကူဆက်ရေးဒုတက်ချက်ထွန်းညွန့်တို့ကို အထူးပဲဂျေဇူးတင်ရှိပါရီ။ ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားဆင်အားပေးကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။အခုလိုစိတ်ဝင်စားဖွယ်ဇလန်များကို တင်ဆက်ပေးတဲ့ကျမရဲ့လာပြည့်ည Channel ကိုလည်း Subscribe လေးနှိပ်ထားပေးဖို့ကြောင်းစုပါရစေရှင်။